အာဆင်နယ်ကနေထောက်ခချိန်မှာမိုးရမြစ်ကလပ်ကိုပြန်သွားမဲ့ဂါဘရီယယ်ဂျေဆုအာဆင်နယ်တင်းရထိတိုင်းတိုက်စစ်မှုဂါဘရီယယ်ဂျေဆုကတနေ့နေ့မှာဥရောပကလပ်တီနဲ့လမ်းခွဲပြီးအာဆင်နယ်တင်းကနေထောက်ခရမယ့်အချိန်ကျရင်သူရဲ့မိုးရမြစ်ကလပ်ဖြစ်တဲ့ဘရာဇီးကလပ်ပါမီယက်အတင်းစီကိုပြန်ကစားဖို့အတွက်ပြင်းပြစေဆန္ဒရှိနေကြောင်းကိုပုံမလင်းလင်းထုတ်ပေါ်ပြောကြားလိုက်ပါတယ်ဂျေဆုရဲ့ဒီလိုပြောကြားချက်ကအာဆင်နယ်ပရက်စစ်တွေဆင်းဝင်စားစရာအနာဂတ်ဒရင်းတစ်ခုဖြစ်လာခဲ့တယ်လို့သူရဲ့မိုးရမြစ်ကိုချစ်တဲ့စိတ်ကိုလည်းပေါ်ပြနေပါတယ်အသက်၁၈နှစ်ရွယ်ရှိပြီဖြစ်တဲ့ဘရာဇီးတိုက်စစ်မှုဂျေဆုက FC ဂျမကစားမတူးအတွက်အလွန်ရေးချစ်တဲ့ဒူးယိုတန်ရပြင်းထန်မှုကြောင့်တနေ့နေ့ပါခန့်အားယူခဲ့ရပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုမြန်လေးဆောင်စားနေကြတဲ့အတိုင်းလာမယ့် Christmas ပတိုင်းငယ်မှာပွဲကစားနိုင်မှုအတွက်ပြင်းထန်ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။ဂျေဇူးအတွက်ပြန်လည်တက်တလာမှုအခြေအနေကအပြည့်သဘောဆောင်နေပြီးမတက်ခင်မှာအသင်းနဲ့တူပြန်လည်ပူးပေါင်းနိုင်တော့မယ်လို့ယုံကြည်နေပါတယ်။ဒါရန်ရတဲ့ချိန်မှာတော့ဂျေဇူးကအာဆင်နယ်တင်းမော့သူ့ရဲ့သဘောထားနဲ့ယုံကြည်မှုကိုရှင်းလင်းစွာပြောပြခဲ့ပါတယ်။အာဆင်နယ်တင်းရဲ့ပုံဖွဲ့နဲ့နီးပြဖွဲ့ဝင်တွေကသူပြန်ကစားနိုင်မယ့်အချိန်ကိုစောင့်မျှော်နေကြတယ်လို့သူကခိုင်မာစွာယုံကြည်နေကြောင်း။ဒါကြောင့်တင်းရဲ့နိုင်ငံစီချင်မှာသူမပါဝင်တော့ဘူးလို့လုံးဝမထင်ကြောင်းကိုလည်းဂျေဇူးကခိုင်မာပြောကြားခဲ့ပါတယ်။လက်ရှိမှာဂျေဇူးအနေနဲ့အာဆင်နယ်တင်းနဲ့လက်မှတ်ရေးထိုးထားတဲ့2029ခုနှစ်ဒီစာချုပ်သက်တမ်းရှိနေသေးပြီး စာချုပ်တတန်းထမ်းမတူးပြီးခရင်တောင်စာချုပ်ပြည့်တဲ့အထိအတင်းမှာဆက်ရှိနေမှာဖြစ်တယ်လို့ဂရီပေးခဲ့ပါတယ်ဒီလိုပြောဆိုမှုတွေကဂါပရီယယ်ဂျေဇူးကလက်တော်အနာဂတ်အတွက်အာဆင်နယ်အတင်းကိုဆုံးခွာဖို့အစီအစဉ်ရှိသေးပေအတင်းတွေပြီးတော့အာယုံဆက်တဲ့ပြင်သူ့ရဲ့အနာဂတ်ကိုလည်းအာဆင်နယ်အတင်းနဲ့တူဆက်လက်ပုံဖော်တော့ဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြနေပါတယ်ဒါပေမဲ့ဂျေဇူးကသူ့ရဲ့ဘောလုံးမအဖို့အနောက်ပိုင်းကာလအနာဂတ်ဆန္ဒကိုပုံပုံလင်းလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ် အာဆင်နယ်တင်းမလေးထုတ်ခေါက်ပြင်းမဲ့ချိန်ဒါမှမဟုတ်အိုရပါကလပ်တင်းနဲ့လမ်းခွဲမဲ့ချိန်မှာတော့ပါမီယာအတင်းမှာပြန်ကစားဖို့ကသူ့ရဲ့ပထမဦးစားပေးနေတဲ့မျက်နှာရှိတယ်မှာဖြစ်တယ်လို့ဆိုပါတယ်ပါမီယာတင်းကဂျေဇူးရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးမပွားကိုစတင်ပေးခဲ့တဲ့ကလပ်တင်းဖြစ်ပြီးသူကပါမီယာတင်းကနေမှမန်ချက်စတာစီးတီးအဲ့ဒီနောက်အာဆင်နယ်တင်းကိုပြောင်းရွှေ့ခဲ့သူလည်းဖြစ်ပါတယ်ဒါကအိုရပါတင်းနဲ့စီထွက်ကစားနေကြတဲ့ပါမီယာအတင်းကစားသမားဟောင်းတိုင်းရဲ့ဆန္ဒလည်းဖြစ်ပါတယ်ကိုမွေးဖွားကြည့်ပြင်းခဲ့တဲ့မြေကိုရဲ့ကလပ်တင်းစီကိုပြန်သွားချင်တာကဘောလုံးမလားရဲ့ခန်းစားချက်ပါပဲကျွန်တော်ရဲ့အိမ်ပြန်ကစည်းကိုမျက်နှာမျောလိနေမှာပါလို့ဂျေဇူးကဆက်လို့စားစွာပြောဆိုသွားခဲ့ပါတယ်ဒီလိုပဲကြတဲ့ကဘရာဇီးကစားမအများစုကအိုရပါမှာအောင်မြင်မှုတွေရယူပြီးတဲ့နောက်မှာတော့ မွေးရမီကလပ်ကိုပြန်သွားပြီးကစားမဘွားကိုဆုံးသက်တဲ့ဘောလုံးရင်ကျင်းမှုတရက်ကိုလည်းပေါ်ပြနေတာဖြစ်ပါတယ်။အာဆင်နယ်တင်းပရိသတ်တွေကတော့ဂျေဇူးကိုတန်ရာကနေအများဆုံးတက်တာလာပြီးအာဆင်နယ်တင်းလို့ပေါ်ရီပြန်ကစားပေးနိုင်မှုအပိမျော်လင့်နေကြသလိုသူဘရာဇီးကိုပြန်သွားခင်အာဆင်နယ်တင်းမှာပရီးမီးယားလိဖလားလို့မျိုးအောင်မြင်မှုတွေများစွာရယူသွားစေချင်နေကြပါတယ်။ဂျေဇူးရဲ့အနာဂတ်ရည်မှန်းချက်ကိုနားလည်ပေးနိုင်ပေမဲ့လက်ရှိချိန်မှာအာဆင်နယ်တင်းတို့အကောင်းဆုံးပေးဆက်သွားဖို့ကိုသာပရိသတ်တွေကမျှော်လင့်လျက်ရှိနေကြပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့